အားလုံးပဲမင်္ဂလာပါဆယ်လီဆယ်လီကစ် channel ကထပ်မံတက်စစ်လိုက်ရပါတယ်ပိုင်တခေါ်ရဲ့ညီရှင်ဖုံးပြီဟာ online မှာပွဲဖြစ်လို့နေခဲ့ပါတယ်ရှင်ဖုံးပြီဟာအတူနေတဲ့ချစ်သူစီကပတ်စံနဲ့ခြေပြန်မပေးပဲသူ့ရဲ့ချစ်သူဟာယခုဆိုရဲ့ online မှာပေါ်တင်အရှိခွဲမှုတွေကိုပြုလုပ်နေခဲ့လျက်ရှိပါတယ်လူမဆန်တဲ့ရှင်ဖုတ်ပြီဟာ ကောင်မလေးနဲ့အတူနေ အတူစားပြီးပတ်စံတွေပါခြူစားခဲ့ပါတယ်ရှင်ဖုတ်ပြီ နေဖို့အတွက်ကောင်မလေးဟာတိုက်ခန်းတွေ ကားတွေငါးပေးခတ်ရတာဖြစ်ပါတယ်တိုက်ခန်းတွေကားတွေငါးပေးခတ်ရပေမဲ့လည်းယခုဆိုရင်ရှင်ဖုတ်ပြဟာတခြားကောင်မလေးနဲ့ဆက်ချက်တာတဲ့အတူတူသွားအိတ်တာတွေကို ပြုတ်လုလာလျက်ရှိပါတယ်ထို့ကြောင့်ကောင်မလေးဟာတီးမခတ်နိုင်တော့တဲ့အဆုံရှင်ဖုတ်ပြကိုအွန်လိုင်းကနေပေါ်တန်အချက်ခွဲပတ်စံတန်တောင်းမှုတွေဖြစ်နေခဲ့လျက်ရှိပါတယ် ရှင်ဖုပ်ပြည်ဖက်ကတော့ကာမာလေးနဲ့ဘာမှပတ်သက်မှုမရှိကြအောင်စကူလိုမျိုးအွန်လိုင်းပေါ်တဲ့ပေါ်တင်အရှိခွဲတဲ့အတွက်တရားဥပဒေအရပြန်လည်ရဆိုင်သွားမည်ဖြစ်ကြောင်းကိုပြောကြားခဲ့တာဖြစ်ပါတယ်။ပိုင်တခေါ်ရဲ့ညီရှင်ဖုပ်ပြည်ဟာပိုင်တခေါ်ပြန်လာရင်ပြန်ပေးမယ်ဆိုပြီးသူမစီကပတ်စံတဲ့အများကြီးချေယူခဲ့တာဖြစ်ပါတယ်။ပိုင်တခေါ်ရဲ့ကာမာလေးဟာယခုဆိုလည်းထိုကိစ္စအတွက်အရန်ကိုရှင့်နေခဲ့တာဖြစ်ပါတယ်။ပိုင်တခေါ်တို့မိသားစုအတွက်တိုက်ခါကြစရာကိစ္စတစ်ခုကိုရှင်ဖုပ်ပြည်ကပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ိုင်တခေါ်ဟာသူညီကိုကောင်းကောင်းမဆောက်ရှောက်နိုင်တော့ယခုလိုမျိုးဖြစ်ရက်တွေဖြစ်တဲ့ဆိုပြီးပြည်သက်တွေကဝေဖန်ပိုင်းခြားလျက်ရှိပါတယ်။ရှင်ဖုတ်ပြည်ဟာလူမချမ်းတဲ့ကိစ္စတွေကောင်မလေးကိုအွန်လိုင်းပေါ်ကနေပြီးတော့ချိတ်ချောက်မှုတွေပါပြုလုပ်လာလျက်ရှိပါတယ်။ကမာလေးဖက်ကလည်းလောကအရှော့ပေးမြင်မဟုတ်ကြောင်းသူရဲ့ပတ်စံတွေပြန်လိုခြင်းကြောင်းတရားဥပဒေအရရစ်ဆိုင်ပြီးဖြစ်ကြောင်းကိုလည်းရှင်ဖုတ်ပြည်ကိုအတိအလျင်ပြောကြားခဲ့တာဖြစ်ပါတယ်ထို့သောအကြောင်းအရာတွေကိုအွန်လိုင်းပေါ်မှာပွက်လောင်းရိုက်နေမှုအတွေ့ ပိုင်းတခေါ်ကလောဝလောဝဆဲမကောင်းဖြစ်နေခက်လျက်ရှိပါတယ်သူရဲ့ညီကိုလည်းယခုချက်ထိပြန်လည်တွေးဆခတ်ခြင်းမရှိပဲအရန်ကိုစိတ်ဆူဒေါသထွက်နေလျက်ရှိပါတယ်ပိုင်းတခေါ်ရဲ့ညီဟာအွန်လိုင်းမှာမေမေရရအလုပ်တွေမရှိခဲ့ပါဘူးလူပညာလောကမှာရှရှန်းတောက်တောက်လည်းမဟုတ်ခဲ့ပါဘူးထို့ပြင်ပေါင်းသစ်ဆန်ရေးကအရန်ပွဲညက်ဖြစ်တဲ့သူတယောက်ဖြစ်ပါတယ်ထို့တွဲကြောင့်လည်းအလုပ်မရှိ၊ကိုင်မရှိဖြစ်နေတဲ့သူကိုပိုင်းတခေါ်ကလောဝလက်ကြည့်ခတ်ခြင်းမရှိပါဘူး ူတို့မိသားစုဟာပိုက်ခေါ်တို့မိသားစုဟာရှင်ဖုံးပြည်ကိုအိမ်ဘောကနေပြီးတော့နင်ချခဲ့ချက်ဖြစ်ပါတယ်။အိမ်ဘောကနင်ချခဲ့တဲ့အတွက်ရှင်ဖုံးပြည်ဟာသူ့ရဲ့ကောင်မလေးစီမှာတွားရောက်နေထိုင်ခဲ့ချက်ဖြစ်ပါတယ်။အိမ်ငါးဘွားနဲ့နေကားဖိုးမိသားဖိုးတွေကစရှင်ဖုံးပြည်ရဲ့ကောင်မလေးကအကုတ်ကြခံ ရှင်ပေးခဲ့တာဖြစ်ပါတယ်။ရှင်ဖုံးပြည်ဟာယခုချက်ဒီကောင်မလေးကိုပတ်စံနဲ့ပြပေးခဲ့ခြင်းရှိသေးပါဘူး။ထို့ပြင်အွန်လိုင်းပေါ်ကနေပြီးတော့ကောင်မလေးကိုတရားစွဲဆိုမိအကြောင်းကိုသာ အတွင်တွင်ပြောဆိုနေခဲ့တာဖြစ်ပါတယ်။ဘိုင်းတခေါ်ကတော့ထိုကိစ္စနဲ့ပတ်သက်ပြီးအရန်ကိုရှင့်နေပြီးသူတို့မိသားစုကိုအရှင်ခွဲခဲ့တဲ့ရှင်ဘုတ်ပြည်ကိုအဲ့ကို လုံးဝမလာစေနဲ့ဆိုပြီးပြောဆိုခဲ့တဲ့ဖြစ်ကြောင်းကြားသိခဲ့ရတာဖြစ်ပါတယ်။ဘိုင်းတခေါ်ရဲ့မိသားစုဟာလည်းရှင်ဘုတ်ပြည်ကိုအမွေပြတ်ဆုတ်လို့ဖို့အထိတိုင်ပင်နေခဲ့ကြတာဖြစ်ပြီးဘိုင်းတခေါ်ကလည်းသူ့ဘဝနဲ့သူသူ့မိသားစုနဲ့သူရေချမ်းစွာနေထိုင်ပြီးဘက်ကောင်နဲ့ရုပ်ရှင်ရိုက်ကူးလျက်ရှိနေခဲ့တာဖြစ်ပါတယ်။ဘက်ကောင်ကသူ့ကိုပြန်လာရင် ပဆန့်ပြတ်ပြီးမြို့ဆိုပြီးရှင်ဖုံးပြည်ဟာလူဒုကာစီကပဆန့်တွေလိုက်ချီးခတ်ကြတာဖြစ်ပါတယ်။ရှင်ဖုံးပြည်ရဲ့တည်င်းကတော့ယခုချိန်မှာအမှုပညာလောကတစ်ခုလုံးပွက်လောက်ရိုက်စုညံနေခဲ့တာဖြစ်ပါတယ်။အပေကြောင့်ဆိုတော့ရှင်ဖုံးပြည်ရဲ့မကောင်းတဲ့စိတ်ဓာတ်ကတော့ယခုချိန်မှာပေါ်လွင်သွားခဲ့ပြီးဖြစ်ပါတယ်။လူပညာလောကမှာဘာမှမမှန်ရရအလုတ်ကံမရှိပဲကိုဖတာကို၁၄တယောက်ဆိုပြီးခံယူနေတဲ့ရှင်ဖုံးပြည်ကိုပြိတ္တတွေကလည်းဘိုင်းဝဆဲဆိုနေခဲ့ကြပြီးဖြစ်ပါတယ်။ ရှင်ဖုတ်ပြည့်ရဲ့ကောင်မလေးဟာပတ်စံကိုရေချိတ်တိကျပြန်လဲရယူလို့ကြောင်းပြောဆိုခဲ့တာဖြစ်ပြီး online ပေါ်မှာလည်းခဏခဏ live လွှဲပြီးရှင်ဖုတ်ပြည့်ကိုအရှက်ခွဲလျက်ရှိပါတယ်ရှင်ဖုတ်ပြည့်ဟာမဟုတ်တဲ့ကောင်မလေးတွေမကောင်းတဲ့ကောင်မလေးတွေနဲ့ set check ခတ်တာကိုလည်းရှင်ဖုတ်ပြည့်ရဲ့ကောင်မလေးကသိရှိခဲ့တာဖြစ်ပြီးသူ့ရဲ့ဖုန်းကိုလည်းတည်ယူခဲ့တာဖြစ်ပါတယ်ထို့ကြောင့်ရှင်ဖုတ်ပြည့်ဘက်ကဘယ်လိုမျိုးတုံ့ပြန်လာမလဲဆိုတာကိုတော့ဆက်လက်စောင့်ကြည့်အောင်ဖြစ်